ပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ဒီနေ့အတွက်မိုးလေဝသတင်းတင်များကိုစတင်တင်ဆက်ပေးပါတော့မယ်ယနေ့ဇွန်လ10ရက်နေ့မနက်9နာရီချိန်ထုတ်ပြန်ကြညာချက်များကတော့ဘင်္ဂလားပင်လယ်အော်ခြေနေများမှာကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရှေ့တောင်ပိုင်းတို့မှာမုတ်တုံလေးအားကောင်းရာမှအားလုံးကောင်းနေပြီကျန်မင်္ဂလားပင်လယ်အော်မှာတော့မုတ်တုံလေးအားအနှဲ့ငယ်မှအားအသင့်အင့်ရှိနေပါတယ်ယနေ့ညနေအထိခံမှန်းချက်များကတော့နေပြီးတော့မကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ကချင်ပြည်နယ်၊ကယားပြည်နယ်၊ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာတော့နေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနယ်ပြည်နယ်တို့မှာတော့နေရာအနှံ့အပြားမိုးထစ်ချုံရွာသွန်းနိုင်ပြီးရှမ်းပြည်နယ်တောက်ပိုင်းမှာတော့ နေရာကွက်၍မိုးချီးနိုင်တာပဲဖြစ်ပါတယ်။ရွာရရာနှုန်းပြည့်ပဲဖြစ်ပါရဲ့ရှင်။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေများအနေနဲ့ရန်ကုန်တိုင်းဒေသကြီး ARD တိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာတော့မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေရှားရာနေရာတို့ရှောင်းမှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းများတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း မိုးကြိုးပြခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်တည်ပြုနိုင်ကြပါယံအကြံပြုအပ်ပါရရှင်။